ဗုဒ္ဓနေမွေသူအလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ1ရက်နေ့နေ့9ရက်နေ့တော်တွင်မှာလက်ပွင့်မယ်ကံပွင့်မယ်အလိုပြည့်စုံမယ်ဘဝတိုးတက်မယ်အခက်အခဲဖြေရှင်းနိုင်မယ်လုပ်ငန်းမရှိသူလုပ်ငန်းရမယ်လုပ်ငန်းရှိသူတိုးတက်မယ်ဒီကလအတွင်းစတဲ့ဆောင်းလိုက်တဲ့ကိစ္စရှင်ဒီမြုံနယ်လိုက်တဲ့ကိစ္စတွေကနေထူးခြားသောအနာဂတ်ကောင်းကိုရဝယ်ယူတဲ့ပစ္စည်းတွေက အကျိုးမြတ်တွေရရှိလာမယ်။ဒီရနေ့မှာကိုလှုပ်တဲ့ကိစ္စမှန်သမျှအောင်မြင်တယ်။ကိုလှုပ်တဲ့စန္ဒတွေရှိသမျှလည်းလှုပ်လို့ရတယ်။နှစ်ရနေ့မှာခက်ခဲနေတဲ့ထိတိုက်တွေ့တတ်တဲ့လူယုံထားလို့မရအောင်။သုံးရနေ့မှာပေါ်လာတဲ့စိတ်ကူးကြံကြံတွေကိုလက်တွေ့ကောင်းထဲပေါ်ပြီးအောင်မြင်မှုကိုရယူနိုင်တယ်။လေးရနေ့မှာရှင်ပြန်မှုမှန်သမျှကိုကြော်လွှားပြီးတော့ကိုယ့်ရဲ့လိုရာစန္ဒကိုပြည့်မြောက်လွတ်နိုင်တဲ့အနေအထားရှိတယ်။၅ရနေ့မှာငွေကြေးလာဘကံစီးပွားကံထူကောင်းတယ်။၆ရနေ့မှာ အပြိုင်ဆိုင်ရာလုံးကိုကြော်ပြီးဘဝရည်မှန်းချက်ကိုအောင်မြင်မယ်။ခုနှစ်နှစ်မှာငွေကြေးပေးယူသတိထားဂတိစကားလွယ်မပေးနဲ့သူတစ်ပါးဂတိပြက်လွယ်တဲ့ကိုစိတ်ရှုပ်ရမယ်။အဲ့ပြိုင်နေ့မှာတောင်ရက်ကိုဥတည်သွားစေခြင်းရှိတတ်တယ်။နေခင်းဆက်လွန်နိုင်တဲ့တဏ္ဍာရီတွေအသွာလာနေတိုင်းအထူးပြုကျူဆက်ရမှာဖြစ်တယ်။ဒီကာလအတော်တွင်းမှာတနင်္လာနေ့ကနေ့ကျသာပတိနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္ဂနွေတောက်ကြမွေးသူများကြောင့် စိတ်အနှောင့်အယှက်တွေဖြစ်တတ်တယ်။ရှစ်ခွန်ကိုကနန်းနေအကျိုးပေးတယ်အ내ရောင်နက်ပြာရောင်မိကိုရင့်ရောင်တွေဝတ်ပြီးတော့အလိုရှိရာဆန္ဒတို့ကိုလောက်ကင်ပါ။ထူးခြားချက်ကတော့နိုဝင်ဘာလ၄ရက်နေ့ဒဇမွန်လပြည့်နေ့အင်္ဂါနေ့နဲ့တိုက်ဆိုင်တယ်။အဲ့ဒီနေ့ညနေ၃နာရီချိန်မှာဇီးပင်တပင်ရဲ့အရှိတောင်ပဲကန်ကဇီးကန်းကိုပြတ်ပြီးတော့ရှစ်လက်မှလျားဖြတ်မယ်အခောက်ခွမ်းမယ်ရွှေရောင်တုံး အဲ့ဒါလေးစောင့်ထားမယ်ရောင်းကျင်တဲ့ပစ္စည်းထိပြီးထွက်စီတွေ့စီရောင်းထွက်တယ်ဈေးမှာထားဈေးကိုဈေးရောင်းကောင်းတယ်အလုံးနေရာမှာထားလက်ပွင့်တယ်လက်တွေသုံးချနိုင်ပါတယ်ဒီစီရင်ကိုဆောင်ရွက်လိုက်ပါကျေးဇူးတင်ပါတယ်